ီလာမယ်စတလပိုင်းမှာဘုရင်သားမီးတွေကံကောင်းနေလားခံစိုးနေလားနှခုံးမေးရင်ကောင်းအားက60လောက်ရှိနေပါလေသတိထားရမှာ40လောက်ရှိတယ်။ဘာတွေကကောင်းနေတာလဲဘာတွေသတိထားရမလဲဆိုတော့အသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။ငွေကြေးအောက်စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကနည်းနည်းလေးဒီထားပါခင်ဗျာ။ကိုစုဆောင်းထားတဲ့ငွေကြေးတွေ ဒါတစားတစားထွက်သွားတာမျိုးငွေတွေကုန်ကျများနေတာမျိုးတွေကြုံတွေ့နိုင်တယ်အထူးတိထားရမှာကငွေချီတောင်တွေအမခန္ဓာတွေမလိုတဲ့ကိစ္စတွေမလိုတဲ့အရာတွေမွေမိအောင်သူပြုဆိုင်ပါခင်ဗျာငွေကြေးစုဆောင်မှုအားကနေတဲ့အတွက်ကြောင့်မို့ကိုစုဆောင်ထားတဲ့ငွေကြေးကလည်းဖြည်းဖြည်းနဲ့ဒါထွက်သွားမယ်ဆိုတဲ့လားလားဖြစ်တဲ့ကြောင့်ငွေကြေးအောက်စာပစ္စည်းနဲ့မအပ်မဲ့ဆိုရင်သူပြုဆိုင်ပါလို့ပဲကျွန်တော်ကကြံပြချင်ပါတယ် မိတ်ဆွေကနဲ့ပတ်သက်မယ်ဆိုရင်เนาะအချိုးပေးတဲ့မိတ်ဆွေကအများကြီးရှိတယ်။အချိုးပေးတဲ့မိတ်ဆွေတကယ်ကြောင့်ကိုယ်မှာအဆင်ပြေတာတွေအောင်မြင်တာတွေအလောက်တိုင်းတွေအဆင်ပြေတာတွေကြုံတွေ့နိုင်တယ်။အထူးဒီထားရမှာကလူယုံတော့မထားသေးဘူး။ကိုယ်အယံယုံကြည်ရတဲ့လူကကိုယ်တစ္ဆာဖောက်တတ်ပါတယ်။တချို့ပဲเนาะ ော်တော်များများကတော့ကောင်းတယ်တချို့တယောက်စားနှစ်ယောက်စားကကိုရမ်းရုံကြည့်ရတယ်ပြောကိုတစ္ဆာဖောက်တယ်ဒီတစ်ချက်တော့အထူးပြုဆိုင်ပါခင်ဗျာအကျိုးမပေးဘူးလားမေးတော့အကျိုးပေးတဲ့သူတွေကလည်းအများကြီးရှိလို့ကိုတစ္ဆာဖောက်တဲ့သူကလည်းရှိနေပြန်ရောဒါကြောင့်အကောင်းနဲ့အဆိုးနဲ့ဒွန်သွဲနေတယ်လာတလာဖြစ်တယ်မိတ်ဆွေကနေငယ်ချင်းကနေပတ်သက်မယ်ဆိုနော်မိသားစုရင်းနဲ့ပတ်သက်ရန်ကောင်းပါလေခင်ဗျာမိသားစုထဲမှာနားလည်မှုလွဲနေတာတွေကိုရဲ့ညီကိုမောင်နှမမိဘတွေနဲ့အဆင်မပြေဖြစ်နေတာတွေနားလည်မှုတွေလွဲနေတာတွေပြန်လဲနားလည်မှုရတာမျိုးတွေပြန်လဲအဆင်ပြေတာမျိုးတွေကြုံတွေ့နိုင်တယ် ကိုယ့်ရဲ့မိသားစုထဲမှာဆက်တွေပြတ်နေတဲ့သူတွေအဆက်တွေများတဲ့သူတွေရှိတယ်ဆိုရင်လည်းပြန်လည်ဆက်တွေရရှိတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။အရန်ကောင်းနေတာတို့ကအိမ်ချမ်းမြေနဲ့ပတ်သက်တာအရန်ကောင်းပါတယ်။အိမ်ချမ်းမြေနဲ့ပတ်သက်ပြီးတော့အိမ်ဝယ်မှာလားအိမ်ရောက်မှာလားအိမ်ချမ်းနဲ့ပတ်သက်မယ်ဆိုရင်ဘာပဲလို့လို့အကျိုးပေးနေလဲလာတာဖြစ်ပါတယ်။အရန်ကောင်းပါတယ်။လူငယ်တွေအရန်တစ်ချင်တဲ့အခြေအနေနဲ့ပတ်သက်တာဂရုစိုက်စေခြင်းမယ်အခြေအကိုအာရုံတိတ်မထားစေခြင်းဘူး ဗုဒ္ဓသာသမိတွေအချစ်ကိုအာယုံစိုက်တာများအာယုံထားများရင်ကိုယ့်ရဲ့ကျမ်းမာရေးတွေနောက်ကိုယ့်ရဲ့အလောက်ကိုင်းတွေစီးပွားရေးထိခိုက်တတ်ပါတယ်။ဒါကြောင့်အချစ်နဲ့ပတ်သက်မယ်ဆိုအညံ့ပိုင်းမှာနည်းနည်းရှိတော့ကြောင့်မို့အချစ်ကိုအာယုံအရင်မစိုက်သေးပါဘူးခင်ဗျာ။နောက်တစ်ခုကကောင်းနေတာကကိုယ်ကစမ်းပွေနေတဲ့ကာလတစ်ခုဖြစ်တယ်။ပြောဆိုများအောင်မြင်နေပြီးတော့လူချင်းလူကင်များတဲ့လှလှဖြစ်တယ်။စမ်းပွေနေတဲ့ကာလဖြစ်တဲ့ကြောင့်မို့အရင်ကောင်းပါတယ်ခင်ဗျာ။အိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့တခုတစ်ခိထားရမှာကပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အိမ်အောင်ရေးတွေ ထိခိုက်ပြုပဲပြည့်စည်တတ်ပါတယ်ဒါအိမ်တော်ရေးနဲ့ပတ်သက်မယ်ဆိုရင်ဂျားစကားတွေဘေးစကားတွေနားမထောင်နဲ့နားမယောင်နဲ့ဘေးရစကားတွေနားထောင်နားယောင်မယ်ကိုယ့်အိမ်တော်ဘက်ကိုတွားပြောမိမယ်တွမ်းဆုံမိမယ်ဆိုရင်နားလည်မှုတွေလွဲပြီးတော့အိမ်တော်ရေးတွေပြုခါဖြစ်တတ်ပါဒါကြောင့်ကျွန်တော်ပြောတဲ့အချက်ကိုအထူးပြုဆိုင်ပါခင်ဗျာကျမကြီးနဲ့ပတ်သက်မယ်ဆိုရင်တော့အရန်ကောင်းပါတယ်ကျမကြီးညံ့နေတဲ့သူတွေနော်ကျမကြီးမကောင်းတဲ့သူတွေဒီလိုလမျိုးမှာကျမကြီးပြန်လဲကောင်းမွန်တာမျိုးတွေအနာနဲ့စီရင်တဲ့တာမျိုးတွေကြုံတွေ့နိုင်တယ်ကျမကြီးပတ်သက်ရင်လည်းအရန်ကောင်းပါတယ် ။ဘာသာတရားနဲ့ပတ်သက်ရင်လည်းခေါင်းပါလေခင်ဗျာ။ဘာသာတရားလေးတို့များများလောက်ကြည့်အောင်လက်ဆွေခြင်းနော်ငွေကြေးတွေဝင်ခြင်းနော်ကံကောင်းခြင်းတွေရရှိမှာဖြစ်ပါလေ။ဒါကြောင့်ဘာသာတရားကိုလည်းများများလေးလုပ်စီခြင်းပါလေ။ကိုယ့်ရဲ့ဘာသာအလိုက်လေးပေါ့နော်။ဘုဒ္ဓသာသမီဖေဖေမေမေအနေနဲ့နော်ကို့မှာတားလေးမွေးထားတဲ့ဆိုရင်အထူးပြုဆိုင်ပါသားတွေကကိုဒုက္ခပေးတတ်တယ်ပြောဆိုတည်းမှာမနာထောင်တာမျိုးသူတို့လွတ်ချင်တဲ့ဆူးလုံနေတာမျိုးမကြကနာကိုဒုက္ခပေးတာမျိုးတွေကြုံတွေ့နိုင်တဲ့အတွက်ကြောင့်မို့တားမွေးရတဲ့ဖေဖေမေမေရဲ့အထူးပြုဆိုင်ပါလို့အကြံပြုချင်ပါတယ် တမီးမွေးရတယ်တမီးမိန်းကလေးတွေရှိတယ်ဆိုရင်အကျိုးထူးတွေရရှိမှဖြစ်ပါတယ်တမီးရဲ့ကောင်းကျိုးလေးတွေကိုရရှိမှဖြစ်တယ်ကိုယ့်ရဲ့တမီးကပြောဆိုရခက်နေတယ်ဆိုရင်ဒီလိုဆက်သလပိုင်းမှာပြောဆိုဆုံးမရမယ်ဆိုရင်အလွယ်တကူနားထောင်တာမျိုးနားခံတာမျိုးတွေတော့ကြုံတွေ့နိုင်တယ်တမီးကျိုးတော့ခံစားရမယ်လာတလာဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်တော့အရန်အားကောင်းနေတယ်လာတလာဖြစ်ပါတယ်ဗုဒ္ဓတာရီတွေနော်ပညာရေးနဲ့ပတ်သက်ပြီးတော့ပြမြအောင်မြင်တာမျိုးတွေဇာကောင်းတမကောင်းအကူကြီးထောက်ပတ်တွေမိဘဆွေမျိုးအထောက်ပံ့တွေရရှိမယ် တခုထိထားရမှာကမိတ်ဆွေအကျိုးမပေးပါဘူးเนาะတကယ်ချင်းပေါင်းမှမှုကြောင့်ကိုယ့်ရဲ့ပညာရေးတွေနှောက်နေတာမျိုးအဆင်မပြေတာမျိုးတွေဖြစ်နိုင်တယ်ဒါကြောင့်မို့တကယ်ချင်းပေါင်းတဲ့နေရာမှာထူးထူးဆိုင်ပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်အလောက်ကိုင်းစီပေါင်းရေးနဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေတယ်လာတလာဖြစ်ပါတယ်အလောက်တဲ့စတင်ချင်တာလားအလောက်တဲ့တိုးချဲချင်တာလားအလောက်ပြောင်းဆွေးချင်တာလားအလောက်လက်မဲ့ဖြစ်နေတာလား ဘယ်လိုလုပ်မစိုးเนาะအဆင်ပြေမဲ့လာသလားဖြစ်ပါတယ်အလောက်ကံမရှိတဲ့သူတွေနေကတော့ဘေးရနောက်မှာကြောရရားလေးပြေးမယ်ဒီရရားအောင်လုပ်ခြင်းအားဖြင့်အလုပ်တွေမကြခင်မှာရရှိတာမျိုးတွေကြုံတွေ့မှာဖြစ်ပါတယ်ကိုယ်နဲ့တက်တော်တဲ့အလုပ်ပေါ့တရားပေါင်းရရှိမှာဖြစ်ပါတယ်ရရားအောင်ဖြစ်အောင်လုပ်ပေးပါအခြေညက်နေတာပဲဖြစ်ဖြစ်အိမ်တော်ညက်နေတာပဲဖြစ်ဖြစ်ကျမ်းမာညက်နေတာဖြစ်ဖြစ်ရရားအောင်လုပ်လက်ခြင်းအားဖြင့်ကံကောင်းမှုတွေတွေရရှိမှာဖြစ်ပါတယ်ကံနဲ့ပတ်သက်ပြီးတော့အချို့တော့ပြေးနေပါတယ်ကံနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာတာမျိုးကံနဲ့ပတ်သက်ပြီးတော့ကံဆန်းခြင်းတွေဆိုရင်တော့ ၄ပါတဲ့နံပါတ်တွေကအကျိုးပေးပါတယ်၄ပါတဲ့နံပါတ်တွေကကိုယ်စိုးမိုးနေတဲ့နံပါတ်ဖြစ်ပါတယ်ကံကောင်းနေတဲ့အယောင်ကအဖြူယောင်လေးတွေဖြစ်တဲ့တိမ်ပြာယောင်လေးတွေဖြစ်တဲ့အဖြူယောင်တိမ်ပြာယောင်လေးတွေကိုအရေးကြီးတဲ့အချိန်မှာကြီးကြီးကိစ္စတွေမှာဝတ်ဆင်ခြင်းအားဖြင့်ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်ယခုဒီထားရမှာကဒီစက်တလပိုင်းမှာခီးဝေးသွားတာတွေခီးထွက်တာတွေတော့လုံးဝလုံးဝလုပ်လို့မရပါဘူးခင်ဗျာခီးဝေးသွားမယ်ခီးထွက်မယ်ဆိုရင် အညံ့တွေနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လန်ခီမှာအဆင်မပြေတာမျိုးပိတ်ပင်အသားစီအဟန့်အတိုင်းတို့ကြောင့်ကိုယ်တွားချင်တဲ့ခီကိုလွယ်လွယ်နဲ့မရောက်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်ဒါကြောင့်မို့ရက်ဝေးတွားမဲ့တွေခီထွက်မဲ့တွေအထူးပြုဆိုင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်အတူချုံလေးကျွန်တော်ပြန်ပြောရမယ်ဆိုရင်တော့ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကဂယူဆိုင်ပါကိုစုချောင်းလာတဲ့ငွေကြေးတွေပလုံသွားတတ်ပါလေမိတ်ဆွေကန်နဲ့ပတ်သက်မယ်ဆိုရင်အစိုးအောက်နဲ့တွင်တွင်းနေတဲ့ကာလပြည့်တော့ကြောင့်မို့လူယုံမထားသေးပါဘူး မိသားစုရေးနဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေတဲ့လာလာပြောရကြမို့မိသားစုရေးမှာအဆင်ပြေပါတယ်အခြေအနေပတ်သက်မယ်ဆိုရင်အာယုံတိတ်မဆိုင်ပါနဲ့အခြေအနေပတ်သက်ပြီးအာယုံဆိုင်မိမယ်ဆိုရင်စီးပွားရေးတွေကျန်းမာရေးတွေထိခိုက်တတ်ပါတယ် အရန်ကောင်းနေတာဆန်းပွေနေတာဖြစ်တယ်နော်ပြောဆိုများအောင်မြင်တယ်အိမ်တော်ကြီးနဲ့ပတ်သက်မယ်ဆိုရင်ဘေးစကားတွေနားမထောင်နဲ့နားမယောင်ပါနဲ့နားထောင်နားယောင်မယ်ဆိုအိမ်တော်ကြီးတွေထိခိုက်ပြိုကွဲပျက်စီးတတ်ပါတယ်ကျမ်းမာကြီးနဲ့ပတ်သက်မယ်ဆိုရန်ကောင်းပါတယ်ကျမ်းမာကြီးညနေသူတွေအနာနဲ့ဆေးနဲ့တဲ့ဝါတာမျိုးကျမ်းမာကြီးတွေတတတာပြောင်းကင်းတာမျိုးတွေကြုံတွေ့နိုင်ပါတယ်ဘာသာတရားနဲ့ပတ်သက်များများလှုပ်ချင်ရပြီးစီးပွားရေးလုပ်ငန်းတွေတွေအဆင်ပြေတာမျိုးတွေကြုံတွေ့နိုင်ပါတယ်တာရီကန်နဲ့ပတ်သက်မယ်ဆိုရင်တာကျိုးဟာတိတ်ခံစား권မရှိဘူးတမိကျိုးကခံစား권ရှိပါတယ် ဘာသာတရားနဲ့ပတ်သက်ပြီးတော့များများလှုပ်ခြင်းအပြင်လက်ဆွေနိုင်လက်ပွေတာတွေငွေခွန်တွေဂျုံတွေ့နိုင်ပါတယ်အလောက်ကန်နေပတ်သက်မယ်ဆိုရင်ဘယ်လှုပ်မယ်ဆိုအကျိုးပေးရင်ကာလာထဲမှာရှိတယ်စတင်ချင်တာလားတိုးချက်ချင်တာလားအဆင်ပြေပါတယ်ကန်နဲ့ပတ်သက်ပြီးတော့ကန်ဆန်းလို့ရပါတယ်ကန်ကောင်းနေတဲ့အကြောင်းလေးပြောပြခဲ့ဖြစ်တယ် key way တွေတော့မတွားသိပါဘူးမထွက်သိပါဘူးခင်ဗျာကဲဒါဆိုရင်ကျွန်တော်ရေဒီယာလေးပေးမယ်ရေဒီယာကိုကျွန်တော်တူတူလိုက်လှုပ်ကြမယ်ခင်ဗျာဒီရေဒီယာလိုက်လှုပ်ခြင်းအပြင်ဒီဆက်သလပိုင်းမှာကန်ကောင်းမှုလေးတွေဗိုလ်တာမီတွေကြားချိန်မှာဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်တူတူလက်ကြည့်ကြမယ်ခင်ဗျာလောက်ရမယ်ဂျေဒီယာကမခက်ပါဘူးလွယ်ကူပါတယ်ဗုဒ္ဓဦးနေမနက်9:45နာရီမှာဖန်ပလင်းလေးနော်ရအောင်ရှာဖန်ပလင်းထဲမှာရေတဝက်ကျဲလောက်တဲ့ပြီးရင်ကစွန်ပင်ရအောင်ရှာကစွန်ပင်က15ပင်ဖြစ်နေရပါမယ်အမြင့်ပါရင်ပိုကောင်းတယ်အဲ့ဒီဖန်ပလင်းထဲမှာကစွန်ပင်ကိုစင်တန်အောင်လေးစိုက်ပြီးပေါ့နော်မစင်နဲ့ရတယ်ဘာမှမဖြစ်ဘူးဖန်ပလင်းထဲကို15ပင်တိတိကိုစိုက်ပြီးတော့ကိုယ့်ရဲ့ အဲအရာပေးတော့လောက်ကောင်းပေါ့မြင့်မြတ်တဲ့နေရာမှာဖះကျောင်းဆောင်တော့သမတင်တယ်နော်ဟိုမြင့်မြတ်တဲ့နေရာလေးမှာထားရပြီးတော့စင်တန်သွားမယ်ဆိုရင်ပိုးပြီးတော့ကောင်းတယ်မစင်တန်ဘူးဆိုရင်တော့တိတ်မကောင်းပေါ့နော်ဒါမဲ့ခြေလိုက်ပါဘာပဲဖြစ်ဖြစ်ခြေလိုက်ပါအဲ့ဒီအရာကိုခြေချင်းအပြည့်ဒီစက်ရပိုင်းမှာကံကောင်းမှုတွေရရှိလာမှဖြစ်တယ်အိမ်တော်ရေးစီးပွားရေးငွေချေလောက်ကန်စရာအဆင်ပြေသွားမှဖြစ်တယ်လွယ်ကူတယ်နော်ကစုံပင်15ပင်ကိုစိုက်ပေးရမှာပဲဖြစ်ပါတယ် တီရတရားအောင်ဖြစ်အောင်လုပ်ပေးပါခင်ဗျာရတရားကရန်လွယ်ကူပါတယ်တီရတရားအောင်လှုပ်လိုက်ခြင်းအပြင်ဒီဆက်တလပိုင်းမှာကံကောင်းမှုတွေကိုစီကိုရောက်ရှိလာမှာဖြစ်ပါတယ်ကြောင့်မိတ်ဆွေတွေကိုကျွန်တော်ကူညီတစ်ခုတောင်းချင်ပါတယ်ဗီဒီယိုအဆုံးမတိုက်ခင်မှာဒီဗီဒီယိုမျက်နှာနဲ့ like share ဖို့လိုအောင်နှိပ်ဖို့မမေ့ပါနဲ့ခင်ဗျာကြောင့်မိတ်ဆွေတွေနှစ်အဆနှစ်ဆုံးကောင်းတော့နမိတ်ကောင်းတော့တဲ့ကောင်းတော့ဝင်ခြင်းနဲ့ပြည့်စုံပြီးပျော်စွင်တော့မိတောင်စုပွားပျော်စွင်တော့ချစ်တူပွားတွေပိုင်ဆိုင်နိုင်ပါစေလို့ဆုမကောင်းတောင်းမိပါတယ်ခင်ဗျာနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်ဆွေလန်းချမ်းမြေကြပါစေခင်ဗျာ